။ဆောင်းရာဒီမှာတယောက်တည်းအရန်နေရဲကူရဲမှာနေပြီးဟော့ပေါ်စားလိုက်လက်ဖက်ရည်တောက်လိုက်လုံနေချင်းကျွန်တော်ရဲ့အရင်ရီစားနေတငယ်ချင်းကတော့အနာဂတ်အတွက်တွေးပြီးအိတ်မပြောနေကြပါဘူး။ကျွန်တော်ရီစားဟောင်းတဲ့တငယ်ချင်းကကျွန်တော်မသိအောင်ဖောက်ပြန်ကြပြီးကျွန်တော်စီကဗတ်ဆက်တွေလေးမျိုးစူးစားနေကြပြီးအိမ်ထဲကနေထုတ်လိုက်ကြတယ်။မထင်ထားတာကတော့အဲဒီညမှာနှင်းတွေအရန်ကြာနေပြီးရာသီဥတုကအရန်အေးနေတော့ကျွန်တော်အိမ်ရှိမှာ AB တောင်ခဲကတေးမလို့ခန်းစားနေရတယ်။ကျွန်တော်ကတော့နောက်တစ်ချိန်ပြန်လဲရှင်သန်ခွင့်ပြုမယ်ဆိုအဲ့လိုအမိုင်နှကောင်ဘေးနာကနေဝေးရောက်နေမယ်လို့ချိန်ဆိုရတယ်။ ဖះကကိုဘက်မှာရှိနေတော့ကျွန်တော်နောက်တစ်ချိန်အစ်တပံပြန်လဲမွေးဖွားလာခဲ့တယ်။ကျွန်တော်ကိုနာကျင်အောင်လုပ်ခဲ့တဲ့နှစ်ယောက်ကိုပြန်တွေ့တော့အံ့ဩခဲ့ရတယ်။အဲ့ဒီခွေလိုနှစ်ယောက်ကိုပြန်လုပ်ချင်ပေမဲ့ရံမဖြစ်အောင်စိတ်ထိန်လိုက်ရတယ်။အဲ့ဒီနင်းကြတဲ့နေကမမှန်ရရဆိုမေးလာတော့ကဖြစ်တယ်။ရာဒီဥရုကရန်အင်းနေပြီးလူတိုင်းအိမ်ထဲမှာကွေးနေကြတယ်။ဘသူမှမထင်ထားတာကတော့အင်းနေမီလာညာတညာမှာနှင်းတွေအရန်ကြာနေပြီမဲ့ကျွန်တော်ကတော့အင်းအပြင်မှာတောင့်ခဲပြီးနေနေရတယ်။ဒါပေမဲ့အခုတော့သူတို့ကိုလက်စားပြန်မချေချင်သေးဘူး။အရင်ဆုံးအဲ့လိုရာသီဥရုအေးတဲ့အထိစောင့်လိုက်ဖို့စဉ်းစားလိုက်တယ်။ ိမ်ပြန်ရောက်တော့ပစ္စည်းတွေတင်လိုက်ပေမဲ့မထွက်သွားသေးဘူးပြန်လာတဲ့လမ်းပေါ်မှာချက်ချင်းထွက်သွားတာတည်းသူတို့ကိုခံရခံအောင်လုပ်ဖို့စဉ်းစားလိုက်တယ်အန်ဇွဲဖွင့်ပြီးအင်စာချုပ်ထုတ်ကအွန်လိုင်းပေါ်မှာရှာပြီးပိုင်ဆိုင်မှုနာမည်စာရင်းပြောင်းကလုပ်လိုက်တယ်နည်းနည်းထူးဆန်းပေမဲ့လုပ်ရတာအဆင်ပြေသွားတယ်ကံကောင်းသွားတော့ဟော့ပေါ့လေးလှူစားလိုက်တယ်ချန်ခုံသွားအိမ်ပြန်လာတော့ကျွန်တော်ကိုပြုံးပြပြီးဟော့ပေါ့အိုးကိုလှမ်းကြည့်ပြီးစားချင်စရာကြီးလို့ပြောကဒီနေ့ကဘာပွဲရှိလို့လဲလို့မေးပြီးဘာလို့စားကောင်းတောက်ဖွဲ့တွေပြင်ဆင်ထားတာလဲလို့ပြောတယ်ကျွန်တော်လည်းမိဘတွေအမွေပေးခဲ့တဲ့အိတ်တလုံးကိုရောင်းလိုက်ရလို့ဆိုပြီးအေးအေးဆေးဆေးပြန်ပြောလိုက်တယ် အဲဒီအိမ်ကိုကျွန်တော်မိဘတွေကမင်္ဂလာလက်ဖွဲ့ပေးထားတာလေခြံခုံနွားကကျွန်တော်မိဘတွေပေးထားတဲ့အိမ်ကိုရောက်ပြီးကျွန်တော်စီကပတ်စံတွေလိမ့်ချင်တာဖြစ်တယ်နောက်ဆုံးအိမ်ရောက်ထွက်သွားတော့သူပြောသွားတယ်ကျွန်တော်ကိုတော်တယ်ဆိုပြီးလာပြောတော့ကျွန်တော်လည်းတော်ပြီးထမင်းစားရအောင်လို့ပြောလိုက်တယ်ကျွန်တော်ဒီရက်ပိုင်းခွင့်ရှိရယူလာပြီးမနက်ဖြန်ပြင်သွားမယ်လို့ပြောကထမင်းစားနေတော့ဖုန်းယူလိုက်ပြီးသူနဲ့တပ်ပုံရိုက်လိုက်တယ်ခြံခုံနွားကသူ့ပုံတွေရိုက်တာမကြိုက်ပေမဲ့ကျွန်တော်အိမ်ရောက်ထွက်သွားတော့တပ်ပုံအရိုက်ခံတယ် ကျွန်တော်ပြောတဲ့အတိုင်း post ပေးပြီးတော့မျိုးလုံးဖွင့်ဆိုဖွင့်လိုက်တယ်ခေါင်းခါဆိုခါပြီးဖုန်းထဲမှာပတ်စံဝင်လာတဲ့ message ရောက်လာတော့ကျွန်တော်စိတ်ချသွားပြီးဖုန်းလည်းပိတ်လိုက်တယ်စိတ်ထဲမှာကြင်မနက်ဖြစ်နေတာတွေလည်းယော့သွားတယ်နောက်နေ့အလုပ်သွားရင်လည်းတင်းစီထားတဲ့အင်ကြီးအိမ်နဲ့အတူအင်ကားထွက်လာလိုက်တယ်မိဘတွေကကျွန်တော်ကိုအမွေပေးခဲ့တဲ့တခြားအိမ်နှစ်အိမ်ကြာမာသေးတယ်တအိမ်ကတိုက်ခန်းဖြစ်ပြီးနောက်တအိမ်ကတော့လုံချင်းအိမ်လေးပါလုံချင်းအိမ်လေးကတိုက်ခန်းထပ်ပူကောင်းပြီးအိတ်ခန်းတွေလည်းများတယ်ဖေဖေကိုရိုင်းအိမ်ဆောက်ပေးထားတာဖြစ်ပြီးမြေအောက်ခန်းထဲမှာလည်းကုလိုအတွေးခန်းလေးပါပါတယ် နွေရသည်ဆိုအေးပြီးစောင်းရသည်ဆိုနွေပါတယ်။အဲအခန်းလေးထဲသွားပြီးတန့်ရှင်းရေးလုပ်ရင်အခန်းတွင်းဘလို့ပုံနွေအောင်အလှဆင်ရမလဲတွေးနေပါတယ်။နှင်းများကြည့်ကြရင်အရန်အေးမာကိုလည်းစိုးရိမ်နေတယ်။အပူပေးဆက်နဲ့ဆိုရင်လည်းအဆင်မပြေတော့ဘူးဆိုတော့ဒီမြောက်အခန်းလေးထဲမှာနွေပဲဖြစ်ဖြစ်စောင်းမဲဖြစ်ဖြစ်နေလို့အဆင်ပြေအောင်စဉ်းစားတယ်။အင်ဂျင်နီယာတွေရှာပြီးအပူပေးဆက်တက်ဖို့နဲ့နယံတွေစေးထုတ်ဖို့လုပ်တယ်။အကုံလုံးပြီးတော့မိုးလဲချုပ်သွားတယ်။ခြံခုံနွားစီကဖုန်ဝင်လာပြီးအချစ်လေးမင်းကိုလွမ်းနေပြီ။အိမ်ရောက်တာဘလို့နေလဲဆိုပြီးလမ်းမိတယ်။ကျွန်တော်လည်းစကားတိချာမပြောဘဲဖုန်ချလိုက်တယ်။ ချန်ကုံသားကအမှန်တော့ပတ်စံလိုချင်လို့ဖုန်းဆက်တာဖြစ်ပြီးအခန်းထဲမှာစနိုက်ကြော်မားနဲ့အခန်းရောက်ထွက်တာဆိုပြီးပြောနေကြတာဖြစ်တယ်။နောက်နေရောက်တော့အင်ဂျင်နီယာတွေကအခန်းကိုကျွန်တော်လိုချင်တဲ့ပုံစံတိုင်းပြင်ပေးကြတယ်။နှင်းကြတဲ့အခါမှာကျွန်တော်အေးခဲပြီးတင်မလို့ဖြစ်တာကိုပဲသတိရတယ်။အဲ့တော့အေးမကိုကြောင်းနေပြီးအင်ဂျင်နီယာတွေကိုအနှွေးဆက်တွေနေရာအနှံ့တိချတက်ခိုင်းနေဒီလိုနဲ့အခန်းတွင်းလေအေးတွေလည်းအလွယ်တကူမဝင်နိုင်တော့ဘူး။အနှွေးလုံးနဲ့မိဖို့နှစ်ခုလဲဝယ်လိုက်တယ်။တစ်ခုကမိဖို့လုံဖို့ဖြစ်ပြီးနောက်တစ်ခုကတော့ဟင်းချက်ဖို့ပါ။ ဒီမီးဖို့နှစ်ခုကပောက်ကွဲမှာကိုလည်းစိုးရင်စရာမလိုဘူးမီးဖို့တွေတက်ဆင်ပြီးတော့ gas အိုးဆိုင်ကိုဖုံးဆက်လိုက်တယ်အောက်ထပ်မှာဆို gas အိုးတွေသုံးမရမှာဆိုလို့ဆက်လိုက်တာဖြစ်တယ်ထင်းနဲ့မီးသွေးကလေးတွေလည်းမှားလိုက်သေးတယ်ရင်းနှွေးရအောင်လဲ engineer တွေကိုတရားပြင်ခိုင်းလိုက်တယ်ရင်းနှွေးကလည်းနှွေးပြီးအရန်အေးမနေတော့ပါဘူးရေဘူးရေးဆက်လဲတက်ပြီးသွားပြီးဒါတွေအားလုံးလှုပ်ပြီးတော့အခန်းထဲပစ္စည်းတွေတူလောင်ဖို့လုပ်တယ်ပစ္စည်းတွေတူလောင်ထားမှသာအစာငတ်ပြီးမသေးမှာပါမီးမရှိရင်ဘလို့လုံးမလဲကိုတွေးပြီးဖျောင်းနိုင်တဲ့မီးချစ်တွေလည်းဝယ်ထားသေးတယ် ခောက်ဆွဲကြောင်စံဂျုံမုံခောက်ဆွဲဆိုရေအချောက်မျိုးစုံစီတူပူရေခဲရိုက်အသားတ िश ူနဲ့လိုအပ်တဲ့ပစ္စည်းမျိုးစုံကိုဝယ်လိုက်တယ်။နှစ်ရက်လောက်နေတော့မှားထားတဲ့ပစ္စည်းတွေအကုန်ရောက်လာပြီးအိနီနာချင်းတွေကလည်းကျွန်တော်ကိုဝိုင်းကူကြတယ်။အကုန်ပြင်ဆင်ပြီးတော့ပစ္စည်းတွေလည်းတခြားသိမ်းစီလိုက်တယ်။ခြံခုံသွားကလည်းနေတိုင်းဖုံးဆက်ပြီးအိမ်အခြေအနေကြောင်းပဲလှမ်းမိတယ်။ကျွန်တော်လည်းစကားတခြားမပြောချင်တော့ခဏပဲပြောပြီးဖုန်းချလိုက်တယ်။ CCTV ကလည်းခြံခုံသွားတဲ့စတိုင်းကြော်မှပျော်ပါနေတာကိုကြည့်လိုက်တယ်။ သူတို့နေအောင်ဒီနေ့တော့ပြော်ရမှာမဟုတ်ဘူးဆိုတာကိုတွေးလိုက်တယ်။ခဏနေတော့ဖုန်းဝင်လာပြီးချန်ခုံသွားကအလင်းတလို့အင်ရောက်လိုက်တဲ့ပတ်စံတွေကဘာလို့သူတွေမဝင်သေးတာလဲဆိုပြီးပြောတယ်။